ဘက်ကတွေ့ကျွန်တော်ကျွန်တော်ကတော့အဲနည်းနည်းဟိုကျေးဇူးမသိတဲ့လူတော့ဖြစ်ဖြစ်မှာပေါ့လေဒါမဲ့လေကျွန်တော်တို့ချရမယ်စစ်ကောင်စီကကြတော့အဲ့လောက်ထိကျွန်တော်တို့ကဗန်တင်ထားမှာရမှာအဲ့လောက်မပြင်ဆင်ထားလို့မရဘူးကျွန်တော်ကနှစ်နှစ်သုံးလလောက်ပြီးကျွန်တော်တို့ဘဝရှိအတွက်ဒီဘာလုပ်မယ်ဘာလုပ်မယ်ကျွန်တော်စဉ်းစားစဉ်းစားလည်းမလုပ်ဘူးဒီမှာပြန်ပါကျွန်တော်ဒီတိုင်းတော့ကျွန်တော်မပြန်နိုင်ဘူးမုံမိတ်မာကကျွန်တော်ဓာတ်တထုတွေများစွာထွက်တယ်ခင်ဗျာရွှေတွေဆိုအများကြီးထွက်တာဗျာအခြားသောခင်ဗျာကြောက်တို့ပါလဲထွက်သေးတယ်မိုးကိုကျတော့စေးရရရင်မပါဘူးသို့တော်လည်းပဲကျွန်တော်တို့မိုးကိုပါကခင်ဗျာတင်ရန်စားတာအမြဲမနေဘူးပဲခင်ဗျာအားလည်း တော့နှစ်ခုစလုံးကကျွန်တော်စီရင်နိုင်ငံရေးစီးပွားရေးအရန်ကိုအရေးပါတယ်အရန်ကိုယူပါတယ်ဒီတက်ဘရော့ကမိုးကုန်းနဲ့မိုးကုန်းနဲ့မင်းတို့စစ်ကွေးတက်ကတော့တည်ရန်ခိုးဖို့အတွက်ပဲလုပ်နေရဆိုတော့ကိုကမနေရောအဓိကသိမ်းတာဟောပြန်ပြီးတော့မုံမိတ်ကိုပြန်ပြီးရသွားပြီဆိုရင် KI ရဲ့ထောက်ပို့လမ်းကြောင်းပြီးရင်ကျွန်တော်တို့ PDF ဒီ TNL ရဲ့ထောက်ပို့လမ်းကြောင်းတွေထိချုပ်ပြီးစားရသွားပြီအရန်ကိုကျွန်တော်စီးရရေးပါတယ်အဲ့တော့ဆောင်းကြည့်ရမှာကဒီဒီကျွန်တော်အမောင်ပချမ်းမီဒီယာတွေဖွဲ့တွေရေးသားထားတာကတော့တက်ဘရော့က ဒါတက်မတော်ကကျွန်တော်တို့ဒီနိုဝင်ဘာလနိုဝင်ဘာလ30ရက်အတွင်းမှာတက်မတော်ကမိုးကုတ်မြို့ပြောင်းဝင်မယ်လို့တော့ကျွန်တော်ရေးသားနေတာတွေ့ရတယ်တော်တော်လေးတော့ကျွန်တော်တို့စိတ်ဝင်စားဖို့ကောင်းတယ်အဲ့တော့ကျွန်တော်ပြောပါတယ်ဒီခင်ဗျာဒီ PDF တွေဆိုတာကုန်လုံးတွေလက်ရှိသူတို့ပြောတဲ့ဟာ10 20ကိုပထမ line တို့10 20ကိုဒုတိယ line တို့အဲ့ဒီမှာဘယ်သူတွေအကျိုးမြတ်ရသွားလဲအကျိုးမြတ်ရသွားတာကဒီလက်နက်ကိုင်ဖွဲ့တွေပဲအကျိုးမြတ်ရသွားတာပါဘယ်သူတွေလစ်သွားလဲဆိုခင်ဗျာ PDF တွေများစွာသေတယ်ဗျာခင်ဗျာအများကြီးသေတာသေတာခင်ဗျာသေတာတော့တော်သေးတယ်ဗျာခင်ဗျာလေဒီအတူပြက်တွေဆိုသွားပြီး ်လူပဲသွားမနေနဲ့မင်းတို့ပါစစ်တမ်းရမှာသွားကြည့်ရောအကုန်လုံးမုံဆိုးမှဖြစ်နေပြီဘသူကကျွေးမလဲခင်ဗျအတ္တီဒီဘာမှပြည့်အတူပြည့်တယ်ဘသူကကျွေးမလဲအတူပြည့်တယ်မနေဘူးနော်မနေဘူးပဲခင်ဗျာလေဒါအားလုံးကြာရင်နော်ဒီကောင်းနေစစ်ကွေးလက်ထက်မှာဤမှာစောင်းလေးလက်ရောင်းပြီးတော့တော်တော်တော်သွားနေတယ်ကျွန်တော်ကတော့စစ်မှုထမ်းဟောင်းမှာစောက်လက်ရောင်းတာဆိုရင်တော့စောက်ကိုပါတာဆွဲရိုက်ပြီးတော့အင်္ဂလိပ်ဆိုပါဆွဲရိုက်ယောက်ျားလူစောက်ကိုတာတထိုးပြီးပိတ်တာကန်ထိုးလိုက်နော်ဒီကောင်နေပြောတဲ့စကားအားလုံးကြားရနော်ဟာခွေးတွေအောင်တွေ့တဲ့အချိန်ပဲ တကွေးတွေစောင်းတဲ့လက်ရောင်းပြီးတော့ဖြောင်းကျူထုံသွားနေတယ်ခွန်အများကြီးရှိဆိုပလော့တော့အဲ့ဒါဆိုတော့မြန်မာနိုင်ငံမင်းလေးတို့အများကြီးသိဆုံးဖြစ်ပါတယ်။တိုက်ပွဲတွေမှာတေဆုံတဲ့သူနဲ့ထိခိုက်တဲ့အရာရှိတဲ့သူဆိုရင်ထိခိုက်တဲ့အရာရှိတဲ့သူပိုများတယ်တေဆုံတဲ့သူပိုနဲတယ်တေဆုံတဲ့သူကနဲတယ်ဒါသူရဲ့တိုက်ပွဲရဲ့အချိုးအစားပဲ။ဒီ PDF တွေကပြအများကြီးသိတယ်ဒီ PDF တွေရဲ့ဒီကျွန်တော်တို့မျက်လုံးကြွယ်တဲ့သူတွေခြေပြက်လက်ပြက်သူတို့ဘယ်သူကကြွေးမလဲ။ KN ရတတလုံးတောင်းဝင်ပါလား။ KN ကတတလုံးတောင်းဝင်ပါလား။ ဲဘယ်သူကတောင်းဝင်ဘယ်ဘွယ်စီကတောင်းဝင်ပါလဲအမင်းဘာတွေပူးနေရလဲမင်းတို့ဘက်ကမင်းတို့ရင်ပူစမ်းပါမင်းတို့များဘောလာပူးမနေနဲ့အဓိကဘယ်သူမှပူးခင်မင်းကိုမင်းရင်ပူးမင်းကမျက်လုံးကဲမှာမဟုတ်မင်းကနှလုံးလုံးပွင့်သွားမှာကောင်းကျွန်တော်မျိုးတွေအားလုံးပဲသဘောဘေးနဲ့မေးပေးတယ်မှာမြန်ဆုံးကိန်းဝေးကြပါစီလို့ဆူတောင်းပေးနေပဲကျွန်တော်ရဲ့ကိုကြီးရီပေါ်တရှင် channel လေးကပြန်လည်ကြိုဆိုင်ပါတယ်လူရီရီရှင်မျိုးသွားပေးခင်မှာတော့ယနေ့ငွေမနက်20ရက်နေ့ညပိုင်းနေတော့ဆုံးရရှိသတင်းချို့ကိုအချင်းချို့ဖော်ပြပေးတော့ဖြစ်တယ်တော်တော်များများအားလုံးပဲဆုံးနေရှိဖို့ဒီနေ့ထပ်နောက်ဆက်ပါတယ်ဖောင်းဆုံးသတင်းပို့နေကတော့ နိုင်ငံဝန်ထမ်းငယ်တွေခမဲ့ခီးတော်လာခွင့်ရရှိရေးအာမခံချက်တွေပုံစင်းလုံးကြဆင်းအောင်ဆောင်ရွက်ပြမယ်ဆိုတဲ့ဂရီကိုတွေဒေသမတွေရဲ့ကျွေးမိတန်တရာကတစားတစ်တစားကျင်းရှင်းအောင်ဆောင်ရွက်မဲ့အစီအစဉ်တွေဘာရောက်တဲ့နိုင်ငံသားတွေရဲ့ကြပိုင်ခွင့်ဖွင့်လန်းတွေနဲ့နိုင်ငံသားတွေရဲ့အလုပ်ကိုင်ဖွင့်လန်းတွေထုတ်ပေးမယ်ဆိုပြီးကျွန်တော်တို့ဂရီပေးထားပါတယ်ဆိုပြီးတော့အခုဆိုရင်တော့ရပ်ဖို့ပါတီကနေပြီးတော့ပြောထားတွေ့ရှိရပါတယ်ဒါကိုတော့ခင်ရင်ပြောခဲ့ဖြစ်ပါတယ် ဲ့လိုမျိုးကျွန်တော်တို့ပါတီကရွေးကောက်ပွဲအနိုင်ရလို့ဒါတွေကိုမလုပ်ပေးနိုင်ဘူးဆိုရင်မျက်နာကူတာကျွန်တော်ရဲ့မျက်နာကြီးတက်တဲ့ကိုလက်သီးနဲ့လာလာထိုးလိုက်ပါတော့ဗျာဆိုပြီးတော့ခင်ရတော့ကျုံသွားပြီးပြောဆိုတာတွေ့ရှိရပါတယ်။ကဲမင်းတို့ဘုံမတွေလက်သီးနဲ့ထိုးမလို့မသိငါတို့ကတော်လိုင်းဘက်ကတော့မင်းတို့လက်သီးနဲ့ထိုးမှာတော့မဟုတ်ဘူးဆိုတော့မင်းသိထားဖို့လိုအပ်တယ်ဆိုတော့လည်းခင်ယူဒီနေရာကနေပြီးတော့သင်းထက်မှန်ပြီးတော့သတင်းစကားလေးပါလိုက်ပါရစေ။နောက်တဲ့တင်ပေါ့အနေနဲ့ကတော့မြန်မာနိုင်ငံဟာကြာရှုံးနိုင်ငံဖြစ်နေပြီးတော့ကမ္ဘာရာဇဝတ်မှုများရဲ့ဗိုလ်ချုပ်ဖြစ်လာနေကြတဲ့ အမေရိကန်နိုင်ငံထံမှဒေါ်လာဘီလီယံချီပြီးကြားဖြန့်လုပ်ငန်းများမှာတဆင့်တက်တက်ကခိုးယူနေတယ်လို့အမေရိကန်လွှတ်တော်ကနေပြီးဆွေးနွေးကြောင်းသိရှိရပါတယ်။ဒါတော့မင်းအောင်နိုင်ငံများမှာအမေရိကန်တော်ကတွားပြီးတော့ကြားဖြန့်နေပတ်သက်ပြီးတော့ခိုးထားတယ်ဆိုတော့ပြောနေတဲ့အနေအထားလို့ဖြစ်ပါတယ်။စစ်တက်ကပြုလို့မဲ့ရွေးကောက်ပွဲဟာလွတ်လပ်တရားမျှတလိမ့်မယ်။ဟူဆိုခြင်းမှာစစ်ကူးရင်ဆန်တဲ့အရာသာဖြစ်ကြောင်းလည်းထောက်ပြပြောဆိုပြီးတွေ့ရှိရပါတယ်။ဒါတော့မနိုင်ငံမှာကြာရှုံးနိုင်ငံတော်ဖြစ်နေပြီးတော့ဘဝရစုမြန်ဘိုလ်ချက်ဖြစ်လာနေကမြမအကြံပစစ်တဲ့ဟာ အမေရိကန်နိုင်ငံသားများထံမှကြားဖြန့်လုပ်ငန်းများမှာတဆင့်ဒေါ်လာဘီလီယံနဲ့ချီပြီးကိုယ်ဦးနေကြောင်းအမေရိကန်အောက်လွှတ်တော်ကနေပြီးပြုလုပ်တဲ့မြမအရေးဆွေးနွေးပွဲမှာလွှတ်တော်မများနဲ့ကော်ပိုရိတ်ဥက္ကဋ္ဌများထုတ်ပြောဆိုခဲ့တာဖြစ်ပါတယ်။ကျွန်တော်ပြန်ပြီးအခြေချမယ်။တမောအခြေချမယ်။တမောအခြေချမယ်ဆိုတော့ဒီ TNL က TNL ကကျွန်တော်တို့ဒီ PDF တွေပေါ့။မန်လေး PDF တွေပဲစသဖြင့်အဲ့ PDF အုပ်စုတွေကိုဒီမျိုးရနေပြီးတော့ထောက်ခွာဖို့တော့ညွှန်ကြားထားတယ်။အဲ့မှာကျွန်တော်မချိမမချိမငန်းတော်တော်လေးအကြီးကျယ်တက်နေတယ်။အကြီးကျယ်တက်နေတယ်။ PDF ဘက်ကိုမွေးဖွားပေးခဲ့တာ TNL ။ PDF ဆိုတာဒီ TNL ရဲ့ အမေပေးစေခိုင်းမှုအောင်မှာသူကလှုပ်ရှားနေရတာအဲ့ဒီအဖွဲ့လက်ရှိတော့ကျွန်တော်တို့တက်လက်ရှိတော့ကျွန်တော်ပြဿနာတွေအကြီးကြီးတက်နေတယ်တက်မလို့ကတော့ဒီမိုးကုတ်မြို့ကိုကျွန်တော်တို့ဒီနိုဝင်ဘာလကောင်မှာစပြီးဝင်ရောက်မယ်ပြီးရင်ကျွန်တော်တို့မုံမိတ်ကိုလည်းဝင်ရောက်မယ်မုံမိတ်ရဲ့အခြေအနေနဲ့ပတ်သက်ရင်တော့ဒီ KI ကပြန်ကမုံမိတ်မြို့အတွက်သူတို့ PTN နဲ့ပေါင်းပြီးသူတို့တိုက်ပွဲဝင်မယ်လို့ KI ဘက်ကလည်းပြောထားတယ် KI ဘာကြောင့်တိုက်ပွဲဝင်လဲဆိုရင်တက်မလို့ကမုံမိတ်မြို့ကိုပြန်ရပြီဆိုရင်နံပါတ်၁ကနံပါတ်ကဒီဒီရှာမြောက် area ကြီးထိန်းချုပ်လိုက်ရတယ်နောက်တစ်ခုကကျွန်တော်တို့ဒီဘက်ဒီဘက်ကျွန်တော်တို့ဗန်မော် area ပေါ့ဗျာဗန်မော်တို့ကျွန်တော်တို့ ဘာမှမတိုက်ဖဲနဲ့သူများပေးလို့ဆိုပြီးစေပလင်းခါချေတရုတ်ပြီးသွားပြီးရတဲ့ကောင်တွေကဘာလို့တိုက်ချင်တာလဲမင်းတို့ကောင်တွေဘာဆွမ်းဆောင်မရှိဆိုတာကတော့တနိုင်ငံတော့တွေ့နေရတယ်မင်းတို့တကယ်ဆွမ်းဆောင်ရှင်အခန့်တော့အေးရပိုင်တဲ့ထဲကတမျိုးတော့သိမ့်ပြဆမ်းပါဝါမော်တို့စကိုင်းတိုင်းဒေသကြီးပေါ့ဗျာအဲ့ဒီ300 300ကိုကျွန်တော်ထိန်းချုပ်လို့ရတယ်နံပါတ်1ကရှမ်းမြောက်ရှမ်းပြည်နယ်မြောက်ပိုင်းအေရီယာနံပါတ်2ကတော့မန္တလေးတိုင်းပေါ့ဗျာနံပါတ်3ကတော့ကချင်ပြည်နယ်နံပါတ်4ကတော့စကိုင်းတိုင်းပေါ့ဒီမိုးမိတ်ရဲ့အရေးပါမှုကကျွန်တော်တို့ဒီဒေသ3ကိုကျွန်တော်တို့ထိန်းချုပ်နိုင်နေတာရှိတယ်နောက်တစ်ခုကမိုးမိတ်မှာကကျွန်တော်ဓာတ်သတ္ထုတွေများစွာထွက်တယ်ခင်ဗျာရွှေတွေဆိုအများကြီးထွက်တာဗျာ အခြားသောခင်ဗျာကြောက်တော့ပါလဲထွက်သေးတယ်မိုးကိုကျတော့စေးရရင်မပါဘူးတိုးတော့လည်းပဲကျွန်တော်တို့မိုးကိုပါကခင်ဗျာတင်ရစရအမြဲမနေဘူးပဲခင်ဗျာလည်းအဲ့တော့နှစ်ခုစလုံးကကျွန်တော်စေးရနိုင်ငံရေးစီးပွားရေးအရန်ကိုရေးပါတယ်အရန်ကိုကြည့်ပါလေဒီတက်ဘလော့ကမိုးကုန်းနဲ့မိုးကုန်းနဲ့မင်းတို့စစ်ခွေးတက်ကတော့ဒီရန်ခိုးဖို့အတွက်ပဲလုပ်နေရဆိုတော့ကိုကမနေရောက်ပါအဓိကတိန်းတာပေါ့ပြန်ပြီးတော့မိုးမိတ်ကိုပြန်ပြီးရသွားပြီဆိုရင် KIA ရထောက်ပို့လမ်းကြောင်းအေးကျွန်တော်တို့ PDF ဒီ TNL ရထောက်ပို့လမ်းကြောင်းတို့ထိန်းချုပ်ပြီးစရရသွားပြီ အရာကိုကျွန်တော်ဆေးရရေးပါတယ်အဲ့တော့ကျွန်တော်စောင့်ကြည့်ရမှာကဒီဒီကျွန်တော်အမောင်ဘတ်ချန်မီဒီယာတွေဖွဲ့တွေရေးသားထားတာကတော့တက်မတော်ကဒါတက်မတော်ကကျွန်တော်တို့ဒီနိုဝင်ဘာလအနိုမာလာ30ရာအတွင်းမှာတက်မတော်ကမိုးကုန်းမြို့ပြန်ဝင်မယ်လို့တော့ကျွန်တော်ရေးသားနေတာတွေ့ရတယ်တော်တော်လေးတော့ကျွန်တော်တို့စိတ်ဝင်စားဖို့ကောင်းတယ်အဲ့တော့ကျွန်တော်ပြောပါတယ်ဒီခင်ဗျာဒီ PDF ဆိုတာအကုန်လုံးတွေလက်ရှိတို့ပြောတဲ့အာ10နှစ်ဆက်ကိုပထမလိုင်းတို့10နှစ်ဆက်ကိုဒုတိယလိုင်းတို့အဲ့ဒီမှာဘသူတွေအကျိုးမြတ်ရသွားလဲအကျိုးမြတ်ရသွားတာကဒီလက်နက်ကိုင်ဖွဲ့တွေပဲအကျိုးမြတ်ရသွားတာပါဘသူတွေလစ်သွားလဲဆိုခင်ဗျာ PDF တွေများစွာသိတယ်ဗျာအများကြီးသိတာသိတာခင်ဗျာသိတာတော့တော်သေးတယ်ဗျာခင်ဗျာလေဒီအတူပြက်တွေဆိုတွားပြီ လူပဲသွားမနေနဲ့မင်းတို့ပါစစ်တမ်းရမှာတော့ကြည်ရောအကုန်လုံးမဆိုးပါဖြစ်နေပြီဒေါ်လိုင်းရဲ့ဟိုတော့ကျွန်တော်ကဒီတင်းတန်းတက်နေတော့ပေါ့နော်ကျွန်တော်တင်းတန်းတက်နေတဲ့အချိန်တွေမှာပဲဒီအာနာသိမ့်နေစပြတယ်စပြတော့ကျွန်တော်တင်းတန်းကကျွန်တော်ဂျပန်တင်းတန်းတက်နေပေါ့နော်ကျွန်တော် N3 ထိရောက်တဲ့အချိန်မှာကျွန်တော်မတက်ချင်တော့ဘူးတက်ချင်တော့ဟိုဒီဆီယနာရှင်ကလည်းအရင်တော့ကျွန်တော်ဆီယနာရှင်ဆိုးမှတော့သိတယ်အိမ်ကလည်းအဲ့လို ဒီဗီဒီယိုကတော့ကျွန်တော်တို့ဒီသတင်းတွေတည်တယ်ကြည်တယ်နားထောင်တော့ကျွန်တော်ကလေးဘွားကနေကတော့ဒီဆရာနာရှင်စိုးရဲဆိုတာတော့တည်တယ်ဒါပေမဲ့ကိုမျက်စိရှေ့မှာလို့ဟိုမမြင်ဘူးခဲ့ဘူးမျက်စိကြည့်ရမမြင်ဘူးခဲ့ဘူးဆိုတော့ဒါပေမဲ့2000ခွင့်ရွှေအောင်ဒေါ်လာရင်းတော့ကတော့အင်ရှင်ပါတီဖုံးကြီးရေဆန္ဒပြရပါရှိတာပေါ့လေဒါပေမဲ့အဲ့ဒီတော့ကြလေစိတ်ထဲမှာဒီကောင်းကြီးအဲ့လိုဆိုးမန်းအကျင့်မကောင်းမန်းတော့တည်တယ်ဒါပေမဲ့လူကအဲ့လိုသူတို့ကိုတော်လန်းမယ်ဒီကောင်းကြီးကိုသူဖြုတ်ချမယ်ဆိုတာတော့လည်းမဖြစ်ခဲ့ဘူးဒါပေမဲ့ဒီအာနာသိန်းတော့ကြာကျွန်တော်လည်း ဆန္ဒပြရခဲ့ကျွန်တော်ဝင်ပြရတယ်ဘာလို့ဆိုကျွန်တော်ကိုယ်တိုင်မဲပေးခဲ့တာ ਉਹ မဲပေးခဲ့တာဆိုတော့ဒီအစိုးရကိုတို့ကအဲဓမ္မတရားအနာသိနာပဲလीနော်အတရားအနာသိနာဆိုတော့အဲ့ဒီဟာကိုကျွန်တော်ကိုယ်တိုင်မဲပေးခဲ့တယ်မဲပေးခဲ့တယ်ဆိုတော့မှဒါမတရားအနာသိခဲ့တယ်ဖြစ်စီအကြောင်းကျွန်တော်လည်းမဲအဲဆန္ဒထွက်ပြရတယ်ပေါ့လေဆန္ဒထွက်ပြရတော့အဲဆန္ဒထွက်ပြရရင်ကျွန်တော်တို့အဲ့မှာအရင်တော့ဆိုရင်ကျွန်တော်မြင်တိခဲ့ရတာတို့ ဟို88လို့ပြောတော့ဆိုလမ်းပေါ်တနက်တည်းနဲ့ပြစ်တက်တာပဲအဲ့တော့ကျွန်တော်ကဗီဒီယိုတွေပဲမြင်မှုခဲ့တာ哦အဲ့ဒီကနေ့ကတော့စစ်တက်ကအဲ့လိုမျိုးအခြေရှိမှန်းမသိရဒါပေမဲ့ကိုယ်တိုင်အဲ့လိုဆန္ဒတွေ့ပြတဲ့ချိန်ချာမှာကိုယ်တိုင်မြင်တွေ့ခဲ့ရတာအဲ့ဒါတွေရောမြင်တွေ့ခဲ့မြင်တွေ့ခဲ့ရတော့ကိုယ့်မျက်စိရှေ့မှာရင်ကိုတကယ်ကြီးအဲ့လိုဟိုတနက်ကိုဟိုကျွန်တော်ဆိုလေတခြားနိုင်ငံတွေမှာဆိုလေဆန္ဒပြရပဲကျွန်တော်မြင်မှုရတယ်ဆန္ဒပြရမှာဆိုလေသူအဆင်အဆင်အဆင်ထမ်းရရှိတယ်ဒါပေမဲ့ဗမာစစ်တပ်ကတော့အဲ့လိုလုံးဝမဟုတ်ဘူး မာစစ်တက်ဆိုတာတကယ်တော့ဒီနေဝင်တန်းရွှေလက်ထက်ကနေအဲ့တည်းမာစစ်တက်ကအရန်ကိုသူကရက်ဆက်တယ်သူတို့ကဘာမှတသိကြီးပြောတာမဟုတ်တန့်ပြစ်တာတန့်ပြစ်တာထောင်းပြစ်တာမဟုတ်သူကဒဲပြစ်တာသူကဒဲကိုပြစ်တာအဲ့တော့ကျွန်တော်တို့လေဆနာပြိုက်ထဲကတယောက်ပေါအောင်ဖြစ်ခဲ့တယ်ကံကောင်းလို့ကျွန်တော်တို့တော့မတည်ခဲ့တာပေါ့လေဒါပေမဲ့ကျွန်တော်တို့ကံဆိုးတဲ့လူတွေကတော့မှန်သွားပြီးတော့အသက်ကျဆုံးခဲ့တဲ့လူတွေလည်းအများကြီးပဲတနိုင်ငံလုံးမှာဘာလို့သူတို့ကလုံးဝမိုးဝထောင်းဖြစ်ခဲ့တာမဟုတ်ဒီလူအုပ်ကြီးတွေကိုကားပေါ်ကဆင်းဆင်းခြင်းကိုဆင်းပြီးတော့ဒဲပြစ်လို့ထိုက်တာ တော့ကျွန်တော်တကယ်နေလေကြရတဲ့ခင်မှာတော့ရှိခဲ့ဘူးလားဗောလေအဲ့တော့ကျွန်တော်ကအကန်ကောင်းလို့မမှန်ခဲ့သူပဲဖြစ်သွားတယ်အဲ့တော့အဲ့နောက်ပိုင်းမှာလည်းကျွန်တော်ဆန္ဒရေးဆက်ပြဆက်ပြဆက်ပြရင်းနဲ့နောက်ပိုင်းကျတော့ကျွန်တော်ဆိုလဲအဲ့လိုဟိုဆန္ဒလုံးဝပြလို့မရတဲ့အချိန်တွေရှိခဲ့တာဗောလေဆန္ဒကိုကျွန်တော်ခိုးပြတဲ့ဟာလည်းရှိတယ်မနက်ခင်း၄နာရီလောက်ကြီးခိုးပြအဲ့အဲ့လောက်ထိပါကျွန်တော်တို့ဟိုပြခဲ့တာဗောလေဆန္ဒကိုခိုးပြခိုးပြကျွန်တော်တို့ကလည်းတခါမှကျွန်တော်ဘဝမှာအနာအသိမခံခဲ့ဘူးလေအဲ့တော့ကိုကလည်းကောင်းမယ်ထင်တာလေအကုန်လျှောက်လို့ကြည့်ရတာဟုတ် ခုနက7နှစ်ကြီးချင်းဆိုလဲကျွန်တော်ပါခဲ့တာပဲ။ဘာလို့ဆိုတော့ကျွန်တော်လဲအာနာမသိမခံဘူးဒါမထွက်နေမထွက်နေနိုင်ငံကြီးပြန်ပြိမယ်ဆိုတော့လဲယုံနာပဲလေ။ကိုမအာနာသိမခံပဲ။ဒါပေမဲ့တစင်ချင်းတစင်ကျွန်တော်သွားခဲ့ရတော့ကျွန်တော်အကျန်းလေးမဖက်ခဲ့ဘူးတကယ်တော့ကျွန်တော်ဗမာပြည်သူကြီးတော်တော်ကိုတော့ဟိုတော်တော်လေးစီးလုံးကြရပါတယ်တော်တော်တယောက်နဲ့လည်းထိန်းကြတယ်လုံးဝအကျန်းမဖက်နဲ့ကဘာမြင်သွားလိမ့်မယ်ဆိုလုံးဝအဲ့ဟန်နဲ့ပတ်သက်ပြီးထိန်းတယ်။အဲ့တော့ခုနကတော့ကျွန်တော်တို့အဲ့ဒီဆန္ဒကြီးပြရပေါ့လေအဲ့လိုခိုးပြဆန္ဒကြီးပြမနေ့ကဆန္ဒဒါပေမဲ့နောက်ပိုင်းကျလူကတိထပိုးပိုးပြီးနေလာကြတယ်နေလာနေလာတဲ့အချိန်ကျတော့ လုံးဝကိုလူကစုလို့မရသလောက်ဖြစ်သွားအချိန်ကျတော့ကျွန်တော်ဘာဆက်လုပ်လဲဆိုတော့အဲကျွန်တော် online ပေါ်နေ click to donate တွေပေါ့လေအဲ့လိုမျိုး online နေနေနေဟာဆိုလဲကျွန်တော်အဲ့လိုပြောရရင်အဲ့လိုဟိုအယူမှုယူနေပြတာဆိုဒီကောင်းလေးကိုအဲ့လိုဘလို့မအဲ့လိုမကျင်တတ်တော့ကိုလုံနိုင်တယ်ဒါပဲရှိနေတော့အဲ့တော့မနေ့ကင်းနဲ့နေတယ်ကျွန်တော် YouTube တွေအဲ့လိုဖွင့်ထားတယ်အဲ့လိုတနေကုန်ကြီးအဲ့လိုမနေ့ကင်း no no ဘီနဲ့တခါတယ်အဲ့လို YouTube ဆိုလဲ YouTube ဟာကြီးဖွင့်ထားဟာပဲတကယ်ဟောမှာပဲဒီမှာ online ကိုထောက်ပံ့နေတဲ့ YouTube ရှိသလို ခုလိုမျိုးထောက်ပံ့နေတဲ့လူတွေကိုခုလိုမျိုးဖွင့်ပြီးတော့ကြီးနေတဲ့တော်လိုင်းမျိုးတွေအားလုံးတကယ်ကကျေးဇူးတင်စရာကောင်းတဲ့တစ်ခုဖြစ်ပါတယ်။ဒီလိုပဲကျွန်တော်ကိုယ်တို့ကိုယ်တိုင်လည်းတကယ်ကြုံတွေ့ခဲ့တဲ့အရာတွေဖြစ်ပါတယ်။ဖွင့်ထားဖွင့်ထားအဲ့လိုမျိုးကြီးထားအဲ့လိုမျိုးထားပြီးထမင်းစားရှင်စားထားပြီးအဲ့လိုဂိမ်းဆော့တာရှီဆော့တဲ့အချိန်မှာအဲ့ဖုန်းကြီးဖွင့်ထားပြီးတော့နေကြက်ကြီးတက်ပြီးတော့သူ့ကြော်ညာရပါအကုန်ရအောင်ကျွန်တော်နှိပ်အဲ့လိုပဲနေဒါမဲ့နေနေနဲ့လူကအားမရတော့ကိုကိုတိဆက်ပို့ပြီးတော့ကျွန်တော်လှုပ်ချင်တာလှုပ်ချင်လားဆိုတော့မဟုတ်ငါတိဆက်ပို့ပြီးငါလှုပ်နိုင်တယ်ဒီကောင်လေးကငါလို့ဆောက်တော့ခါတခုကိုပိုးပေးနိုင်တယ်ငါပိုးလှုပ်နိုင်တယ်ဆိုတော့အဲ့တော့ကျွန်တော်ဒီဘက်ကကျွန်တော်ဒီဘက် တကယ်ရရှိတော်ရဲမှာကျွန်တော်ခြေတယ်ခြေတော့ကျွန်တော်ရဲ့အဲရွေးချက်ကကျွန်တော်ကလည်းအဲ့လိုပြစ်တာခတ်တာကိုလည်းကျွန်တော်ကလည်းဟိုအဲ့လိုလေဝါသနာပါနေလို့မဟုတ်ဒါကအခုလက်ရှိဝင်နေတဲ့လူငယ်လေဝါသနာပါတာဟုတ်ပါဘူးဒါပေမဲ့တချို့ကကြရှိရလေယောက်ျားလေးဆိုဖြစ်ချင်ခက်ချင်ရှိတယ်ကျွန်တော်ကလည်းအဲ့လိုလည်းမဟုတ်ဘူးဘေးနေရာပါပါဒီကောင်လေးကိုအဲ့လိုပို့ပြီးတော့နီးနီးကက်ကက်ရှိရနေရလက်နက်ကင်တက်ဖွဲ့နေရနေကျွန်တော်ပါချင်ကျွန်တော်ကျွန်တော်သမင်းချက်ချက်ကိစ္စမရှိဘူးကျွန်တော်ပစ္စည်းထမ်းပြရထမ်းပြရအဓိကတော့နေရာတိုင်းကကျွန်တော်အရေးကြီးလို့ကျွန်တော်ခံယူတာ ကျွန်တော်ဆိုဘယ်အစိပ်ပိုင်းပါပါပြဿနာဖြစ်ကျွန်တော်ကိုအဲ့ဒီကကျွန်တော်တွေ့တာစစ်တိုင်ခိုင်းနေရဆိုလဲရရကိစ္စမဖြစ်လက်နဲ့ထုတ်ခိုင်းနေရထုတ်လဲပါမှာပဲအဓိကသမင်းချက်ခိုင်းလဲဝန်းချက်မှာပဲဘာလို့ဒီကောင်လေးကိုအဲ့လိုအနီးကပ်ဆုံးမြေပြင်မှာထိတ်တိုက်ဒုက္ခပြီးနေဆိုရဲအဖွဲ့အစည်းဒီမှာကျွန်တော်ပါချင်တာအဲ့ဒီစိတ်တစ်ပိုင်းကျွန်တော်ဖြစ်ချင်တာဖြစ်ချင်တာဘာလို့သူတို့အဲ့ထက်ကိုကျွန်တော်ပိုလဲလှုပ်ချင်တာအဲ့တော့မြို့မှာလဲလူကဘလုံးမှာလဲစားလဲဆက်တင်နေသိမရှိတော့ဘူးအဲ့တော့ကျွန်တော်အိမ်ကိုပြောတယ်ပြောပြီးတော့ကျွန်တော်အရင်ထွက်လာခဲ့တယ်ဗောလေအိမ်ကတော့ အဲကျွန်တော်အိမ်တော့ညာခဲ့တာပေါ့လေညာခဲ့တယ်ဆိုတော့ကျွန်တော်အဖေပဲအဲအဖေပဲတည်ခဲ့တာပေါ့လေအဖေပဲတိုင်းပြောခဲ့ပြီးတော့အဖေကတော့ဟိုကိုတားလဲဖြစ်နေတော့ဟိုသူညင်းလဲမညင်းဘူးတွားပါလို့ရောမပြောခဲ့ဘူးပေါ့လေအဖေကတော့အဲ့လိုတော့မပြောခဲ့ဘူးဒါမဲ့အဖေကပဲကျွန်တော်ပုံရင်ပြောတခြားသူတွေကတော့ညာခဲ့တာပေါ့လေအလုပ်လုပ်မယ်ဆိုပြီးတော့အဲ့လိုနဲ့ပဲအိမ်ကတော့ထွက်လာခဲ့တာထွက်လာခဲ့တယ်ဆိုတော့ဟိုထွက်လာခဲ့တဲ့ဟာမှလည်းစိတ်ထဲမှာတွေ့ထားတကယ်တော့ကျွန်တော်ကစိတ်ကောက်စီတော့စုတ်ထိကျွန်တော်ကတော့ဖြုတ်ချဖို့ စဉ်းစားထားတာချုပ်ချရဲ့အထက်မှာလည်းကျွန်တော်ပါဝင်ပါတယ်ဘာလို့ပါမှာလဲဆိုတော့ကျွန်တော်တို့တိုက်နေစစ်ကောင်စီက190လောက်စစ်တိုက်လာခဲ့သူတွေစစ်လဲတိုက်တက်ကြတယ်စစ်တိုက်တက်တယ်ပြီးတော့ဒီဟာဖို့အတွက်ပဲသူကလေ့ကျင့်ခဲ့တဲ့လူတွေဒီဟာနဲ့ပဲကျင်းလဲကြဆပြီးအသက်ကြီးပြီး ဘက်ကတွေ့ကျွန်တော်ကျွန်တော်ကတော့အဲနည်းနည်းဟိုကျေးဇူးမသိတဲ့လူတော်ဖြစ်ဖြစ်မှာပေါ့လေဒါမဲ့လေကျွန်တော်တို့ချရမယ်စစ်ကောင်စီကကြတော့အဲ့လောက်ထိကျွန်တော်တို့ကဘန်တင်ထားမှာကြမှာအဲ့လောက်မပြင်ဆင်ထားလို့မရဘူးကျွန်တော်တို့ကနှစ်နှစ်သုံးနှစ်လောက်လုပ်ပြီးကျွန်တော်တို့ဘဝရှိအတွက်ဒီဘာလုပ်မလဲဘာလုပ်မလဲကျွန်တော်စဉ်းစားစဉ်းစားမလို့ကျွန်တော်အမြင်ရပြတော့ပေါ့လေကျွန်တော်တခုတည်းကဆိုရင်စစ်ကောင်စီဖြုတ်ချမှာဖြုတ်ချမှာမင်းတို့သောက်ဒုက္ခပြည်နေရမှာပဲငါရှိနေမှာအိမ်ကျွန်တော်မထောက်ပင်ပေးနေတာကိုမထောက်ပံ့ရရဲနောက်ဘဝမှာထောက်ပံ့မတက်နိုင်ဘူးဒီဘဝတော့ကျွန်တော်အဲ့လိုပဲကျွန်တော်ဆုံးဖြတ်ထားတယ်ဒါပေမဲ့ ကျွန်တော်တော့မြင်မြင်တော့နိုင်အောင်လုပ်မှာဘာလို့ဆိုတော့မြင်မြင်လေးနိုင်ခြင်းနဲ့မြင်မြင်လေးနိုင်အောင်လို့ကျွန်တော်ကိုယ်တိုင်ကျန်တဲ့ရှိများတယ်ကျွန်တော်အကုန်လုပ်မှာပဲဘာလို့ဆိုတော့အဲ့လူရှိတုန်းကျွန်တော်လူဆုံးကိုကျွန်တော်အိမ်ပြန်ချင်တာအဲ့တော့ဒါမဲ့နိုင်နိုင်မှပြန်မှာကျွန်တော်ဒီတိုင်းတော့ကျွန်တော်မပြန်နိုင်ဘူးဟုတ်ဖြစ်ပါတယ်ကျွန်မတော်ယုံကိစ္စတွေနဲ့ဆယ်လီတွေနဲ့ပတ်သက်ပြီးတော့ပြောလို့မရှိပါဘူးမြန်မာပြည်တွင်းနဲ့ဆယ်လီတွေပေါ့နော်ဒီတော်လိုင်းကာလမှာဆယ်လီဖြစ်လာတဲ့လူတွေနဲ့မဲကြီးလာတဲ့လူတွေနဲ့ပတ်သက်ပြီးတော့ပြောလို့ပြောတာမရှိပါဘူးဒါမဲ့ဒီနေ့ကတော့ပြောရမှာဖြစ်ပါတယ်မြန်မာပြည်တွင်းနဲ့မှာရှိနေတဲ့မတ်အေတင်ကိုနဲ့ပတ်သက်ပြီးတော့မှာဖြစ်ပါတယ် ူလည်းဆယ်လေးတယောက်လို့ပြောချင်တော့အဲ့တော့ဒီအမျိုးသမီးကကျမအရင်တော့ကဒီတော်လိုင်းကြီးမတိုင်ခင်ကာလအထိလေးစားခဲ့တယ်လို့ပါလေးစားတယ်သူ့ရဲ့စိတ်တက်ကိုလေးစားတယ်အမျိုးသမီးတယောက်အနေနဲ့စွမ်းဆောင်နိုင်တယ်အမျိုးသမီးတယောက်အနေနဲ့ဖြတ်ကျော်နိုင်တယ်ကြံကိုကိုကိုတည်ဆောက်နိုင်တယ်ဆိုတဲ့အရာတွေကိုကြည့်ပြီးတော့မှအာကျောင်းလုံးမြန်မာအမျိုးသမီးတွေထဲမှာဒီလိုမျိုးသမီးတွေအများကြီးလိုအပ်နေတယ်ဆိုတော့ကျွန်မဒါလို့လက်ခံနေရှင်စီးပွားရေးမှာပေါ့နော်အဲ့တော့ ဟိုကျွန်မပြောချင်တာကဒီမျိုးသူကြီးကိုကျွန်မအရင်ကလေးစားခဲ့တယ်ဆိုတော့ပြောချင်တာပါဒီနေ့သူတင်လိုက်တဲ့ post မတိုင်ခင်ဒီလေးစားပါတယ်သူရဲ့ပြဿနာကြီးလည်းဘောင်းဆောင်တွေ့ရတယ်အာဒီအစိုးရတသားသားတို့နဲ့ဖြစ်တဲ့ကိစ္စတွေတခြားသူရဲ့လူမှုရေးပြဿနာတွေပေါ့ရှင်နော်အဲ့တော့တန်းသမီးကိုချစ်တဲ့မိခင်တောင်နေတယ်လေမြင်ရတယ်မြင်ရခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုအတန်အသင့်ကျွန်မလေးစားတယ်သူ့ကိုပေါ့နော်ဒါပေမဲ့ဒီနေ့သူတင်လိုက်တဲ့ post မှာကဒီဥမာဘောမလုံးလုံးရရဘောမတော့ပေါ်ရင်ဘောမလိုက်တဲ့ ပို့စကူဖြစ်ပါတယ်။ဘာလို့လဲဆိုရင်မြန်မာပြည်သူလူထုကိုစစ်မှုထိုင်းရမယ်ဆိုတာတာဝန်တရက်လို့သူကပြောနေတာဖြစ်ပါတယ်။သူရဲ့သားသမီးတွေကိုလည်းစစ်မှုထမ်းမှာပါလို့စစ်မှုထမ်းခိုင်းမှာပါလို့ပြောပါတယ်။အရင်တုန်းကသူကဘာပြောခဲ့တယ်လဲဆိုလို့ရှိရင်သူ့ရဲ့သားဟာတော်လန်ရေးထဲမှာစံနာပြလို့အဖမ်းခံခဲ့ရတယ်လို့ပြောပြီးကုံစာခဲ့တဲ့လူတယောက်ဖြစ်ပါတယ်။ဒါပေမဲ့သူ့ရဲ့ဇကားတွေကအရှိဟိုအနောက် အသွားလွတ်အောင်အမြဲတမ်းပြောလို့ရှိပါတယ် တစ်ဖက်ကလည်းခွာထားတယ်အဲ့တော့နှစ်ဖက်ခွာထိုင်ထားတဲ့လူတယောက်ဆိုတာသူ့ရဲ့တင်တဲ့ post ဒီမှာတဖြည်းဖြည်းနဲ့တိတာလာရဲ့ပေါ့ရှင်နော်သူကနှစ်ဖက်ခွာထိုင်ထားတာပါတစ်ဖက်မှာလည်းတော်လန်ရေးထဲမှာသူ့ရဲ့သားပါခဲ့တယ်ဆိုပြီးတော့မှဒါကိုသူမကြခဏထုတ်ပြောလို့ရှိပါတယ်အခုသူပြောလာတာကတော့မြန်မာပြည်တွင်းထဲမှာရှိနေတဲ့ပြည်သူတွေကိုစစ်မှုထမ်းတင့်တယ်ဆိုတဲ့အကြောင်းသူပြောလာတာပါသူ့ရဲ့သားကိုလည်းစစ်မှုထမ်းခိုင်းမယ်လို့ပြောပါတယ်မြန်မာပြည်တွင်းထဲမှာ ြည်သူတယောက်အနေနဲ့စစ်မှုထမ်းရမယ်ဆိုတာတာဝန်တရက်ပါလို့သူပြောပါတယ်။ကျွန်မပြောချင်တာဒီစကားနဲ့ပတ်သက်ပြီးပြောချင်တာပါ။အင်းကျွန်မတို့မြန်မာလူမျိုးတွေရဲ့ဟိုတောင်းနေတဲ့စိတ်နေသဘောထားကကျွန်တော်မြန်မာလူမျိုးတွေကလူတယောက်ကိုတနာတတ်တယ်နော်လူကိုယ့်ထက်စွမ်းဆောင်နိုင်တဲ့လူဆိုရင်လေးစားအားကြတဲ့စိတ်ရှိနော်ပြီးတော့သူတို့ရဲ့လောရက်တွေပေါ်မှာကြည့်ပြီးတော့မှကျမတို့ပြည်သူလူထုကဒီပုံမှာ follow လိုက်ကြတာပေါ့ရှင်နော် ဲ့တော့ तू ဟာဟိုချက်မြက်တဲ့အမျိုးသမီးတယောက်ဖြစ်တယ်နော်ချက်မြက်တဲ့အမျိုးသမီးတယောက်ဖြစ်တဲ့အတွက်သူ့ကိုအားပေးကြတဲ့လူတွေထောက်ခံကြတဲ့လူတွေရှိပါတယ်များစွာနော်အဲ့ဒီမှာကျမတို့တော့ပါခဲ့တယ်ဒါကျမအမှန်တိုင်းဝန်ခံတာပါနော်ဒါပေမဲ့အခုနောက်ပိုင်းမှာ तू ဖြစ်တဲ့ပြဿနာတွေကိုကြီးလိုက်မယ်ဆိုရင် तू နဲ့ပြဿနာဖြစ်တဲ့လူတွေကအဖမ်းခံရရင်ခံရမယ်မခံရရင်ထွက်ပြေးရမယ်ဒီလိုနေထားမျိုးအဲ့တော့ဒီမျိုးသမီးကငွေနဲ့ငွေတို့ပတ်ပြီးဥပဒေအထက်မှာ ရှိနေတယ်ဆိုတော့တပြေးပြေးနဲ့မြင်လာရတာဖြစ်ပါတယ်เนาะကျမတို့မြင်လာရတာတော့ကြာပါပြီဒါပေမဲ့ဒီနေ့သူတင်လိုက်တဲ့ post မှာတော့မဲဆွဲခြင်းတမျိုးပါပဲစင်ယုံခြင်းတမျိုးပါပဲသူ့ရဲ့သားကိုလည်းစစ်မှုထမ်းခိုင်းမှာပါလို့ပြောပါတယ်အဲ့တော့ကျမတို့ဆောင်ကြည့်တာပေါ့ရှင်သူ့ရဲ့သားကိုတကယ်စစ်မှုထမ်းခိုင်းမှာလားတကယ်တမ်းကြတော့ကျမတို့ပြည်သူလူထုဟာစစ်ကောင်စီကိုပဲထောက်ခံတဲ့လူဖြစ်ဖြစ်เนาะ ဒီ NLD ကိုပဲထောက်ခံတဲ့လူဖြစ်ဖြစ်ဘယ်သူမှစမှုထမ်းနေမှာနော်အဲ့ဒါကအမှန်တရားပါပဲဘောမတွေညင်းလို့မရတဲ့အချက်ပါဘလောက်ပဲဘောမနေပါတယ်ပြောပြောဘလောက်ပဲစစ်တပ်ကြီးကိုချစ်ပါတယ်ပြောပြောတနက်ပေးပြီးတော့ရှည်တန်းထွက်ရမယ်ကိစ္စကိုတော့ဘယ်သူမှမလုပ်ချင်ပါဘူးဒီမလုပ်ချင်လို့လေပြည်သူလူထုဟာဒီရွေးကောက်ပွဲကိုလုံးဝစိတ်ဝင်စားတာ စိတ်မဝင်စားလို့လေအဲ့ဒီအာနာရှင်တတိုက်ဟာလက်ရှိမှာပြည်သူလူထုကိုအမျိုးမျိုးပြအားပေးပြီးအမှုပညာရှင်တွေကိုခေါ်ယူပြီးတော့တုံဆွဲနေတာဖြစ်ပါတယ်အမှုပညာရှင်တွေကိုခိုင်းတာမလို့ရင်ထောင်ချမယ်ဆိုတော့ချိန်ချောင်းမှုနဲ့လုပ်နေတာဖြစ်ပါတယ်အဲ့တော့ဒေါ်အေတင်ကိုအနေနဲ့ဒီချိန်မှာပေါ်ပေါ်တင်တင်ဘောမလာ ဖြစ်ပါတယ်အဲ့ဒီဘောမမခင် နော်သူ့ရဲ့အကြောင်းတွေကိုဖော်ထုတ်နေကြတဲ့အစိုးရတသသတို့ဘာလို့ရှိပါလဲသူဟာကြားဖြန့်လုပ်ငန်းတွေမှာပတ်သက်နေတဲ့အမျိုးသီးသမီးတယောက်ပါဆိုရင်ခေါ်ထုတ်နေတဲ့လူတွေလည်းရှိပါတယ်။ဒါရီလေးကျွန်တော်တို့သတင်းတွေကြားနေရတာဖြစ်ပါတယ်။ဒီသတင်းတွေတက်လာပြီးနောက်ပိုင်းမှာပေါ်တင်ပေါ်မှလာတယ်ဆိုတော့တိကျတဲ့တက်တည်ခိုင်လုံတဲ့အမ် post တွေဖြစ်ပါတယ်သူတင်ထားတာကတော့เนาะအဲ့တော့သူ့ရဲ့သားကိုဟိုနိုင်ငံသားတိုင်းဟာ စစ်မှုထမ်းရဖို့တောင်းဝန်ရှိပါတယ်လို့ပြောပြီးတော့မှသူ့ရဲ့သားသမီးတွေကိုလည်းစစ်မှုထမ်းခိုင်းမှာပါဆိုတော့ဒီအမျိုးသမီးနဲ့ဖြစ်လာတဲ့ပြဿနာမှန်သမျှအားလုံးကသူနဲ့ပတ်သက်တဲ့လူကိုလုံးထောင်နေရောက်ပါတယ်နော်ထောင်နေရောက်တော့မကြင်ရင်တော့ပြဿနာဖြစ်သွားပါသေးတယ်သမီးစုံနဲ့နော်အဲ့တော့သမီးစုံမှန်တာတွေမှန်တာတွေကျွန်မပြောချင်တာမဟုတ်ပါဘူးသူတို့ပြဿနာတွေကိုမှန်နေမှန်နေမမှန်ဘူးဆိုတာကျွန်မဝေဖန်မဆုံးဖြတ်ချင်ပါဘူးဆိုတော့ကျွန်မတို့အဲ့ကိစ္စတွေစိတ်ဝင်စားအောင်ကျွန်တော်တို့ကတော်လိုင်းရင်းသမားတွေဖြစ်တဲ့အတွက်တော်လိုင်းရင်းနဲ့ပတ်သက်ရင်တော့စိတ်ဝင်စားတယ် တော့နေရနေရတာကပါတယ်လို့ပြောရင်တော့ဒီမှာကပြန်ပြောရမှာကအဲ့ဒီအေဒင်ကိုဆိုတဲ့အမျိုးသမီးနော်ဒီစကားမပြောခင်သူနဲ့ပတ်သက်ပြီးဒီမှာနေရတာဝင်ပါတယ်အကြောင်းရှိပါဘူးအခုကအနုနီးနဲ့မဲဆွယ်နေတာဖြစ်ပါတယ်နော်မဲဆွယ်နေတာဖြစ်ပါတယ်အဲ့တော့နိုင်ငံသားတိုင်းစစ်မှုထမ်းဖို့တာဝန်ရှိပါတယ်ဆိုတဲ့စကားကိုဘောမတွေလက်ခံလာလက်မခံကျမတို့ကအနိုင်လိုချင်တာနဲ့ပြောရင်တော့ပြောမှာပေါ့ရှင်သူတို့ကစစ်မှုထမ်းဖို့အစဉ်သင့် ဖြစ်နေပါတယ်လို့ပြောကြရင်တော့ပြောမှာပါဒါပေမဲ့သူတို့အကြောင်းသူတို့ကိုယ်တိုင်သိပါတယ်စစ်မှုမထမ်းအဖို့ရေသူတို့ဘလို့ရှောင်ရှားနေရတယ်လဲဘလို့တွေပတ်စံနေရှာပြီးပေးနေရတယ်လဲဘလို့တွေအောက်ကျနောက်ကျခံပြီးဒီအာနာရှင်နေနဲ့ပေါင်းနေရတယ်လဲဆိုတာသူတို့ကိုယ်တိုင်သိပါတယ်အဲ့တော့မတ်အေသင်ကိုရှင်ရဲ့သားကိုစစ်မှုထမ်းဖို့ထဲ့မယ်ဆိုရင်အခုလက်ရှိမြန်မာနိုင်ငံထဲမှာအာနာရှင်တစုဟာစစ်မှုထမ်းစုဆောင်နေတာဖြစ်ပါတယ် စစ်သားစုဆောင်နေတာဖြစ်ပါတယ်ဒီအချိန်ကထဲတင်တဲ့အချိန်ဖြစ်ပါတယ်နော်အဲ့တော့ကို့သားကိုအရင်ကို့စကားနဲ့ညီအောင်ထဲပြလိုက်ပါဟုတ်လားဒါပေမဲ့ရှင်ကတော့လုံးဝဘောမအစ်စ်ကြီးဆိုတာကိုကျမတို့မြင်တွေ့လိုက်ရတာဖြစ်တယ်ပေါ့အဲ့တော့ပြည်သူလူထုတွေကလည်းပရဟိတနဲ့ပတ်သက်လာလို့ရှိရင်မေတ္တာရှင်ကြီးဆိုပြီးတော့မှလူတယောက်ကိုအာနော်ဟိုအချိန်ကြီးရတယ်လေးစားကြတယ်အနေထားပေါ့ ဲ့တော့ဒီကိုကိုတိုင်းလေးစားနေတဲ့အမျိုးသမီးတယောက်ကပါဇက်ကနေပြီးတော့စစ်မှုထမ်းဖို့အတွက်ကိုစီယုံနေတဲ့ကိစ္စမှာအဲ့ဒီဘောမတွေရောမြန်မာပြည်တွင်းထဲမှာရှိနေတဲ့ပြည်သူလူထုကဘလို့ချင်းလဲဒီလိုအမျိုးသမီးတွေမြန်မာနိုင်ငံထဲမှာနာမည်ကြီးပြီးဆက်လီဖြစ်နေတာတော့အမှန်ပါပဲဒီလိုလူတွေပါဇက်ကလုပ်ငန်းရှင်တွေပါဇက်ကထွက်တဲ့ဇကားကိုရှင်းလို့ဟိုဘလောက်ထိယုံကြည်တယ်လဲဘလောက်ထိအားကိုးတယ်လဲဒါအခုခုကိုပြန်မေးရမယ့်ကိစ္စဖြစ်ပါဘလောက်ပဲ အာနာရှင်ကိုထောက်ခံပါတယ်ပြောပြောစစ်မှုထမ်းနေတယ်လို့တယောက်မှမရှိပါဘူး။อืมအမေရိကရောမဒီမွန်တွေ့ခဲ့ကြောင်းရလေးကတော့မေသမီးသေးသေးရနေပြီးတော့လက်ရှိမှာအေတင်ကိုပြောခဲ့တဲ့ဇာတ်ကောင်နဲ့ပတ်သက်ပြီးပြောသွားပြီးပါတယ်။အေတင်ကိုရဲ့တာတကယ်ပဲစုံမှုနဲ့ဥပဒေဝင်သွားမလား။စုံမှုနဲ့ဥပဒေဝင်ပြီးရခိုင်ပြည်ကိုပဲထွက်မလား။အချင်းပဲထွက်မလား။ဘယ်ဘက်ထွက်ထွက်တိုက်တဲ့နေရာကိုထွက် ပြန်လာတဲ့အကြောင်းမရှိတာတော့အသေးချာပဲဖြစ်ပါတယ်။ဒါလေးရပြောထားဖြစ်ပါတယ်။ကျွန်တော်မျိုးတွေအားလုံးပဲဒီဗီဒီယိုတော့လည်းဆုံးသတ်ရပါတယ်။နောက်ထပ်ဗီဒီယိုမှာတော့ Notion တို့ဖြစ်တဲ့ကျွန်တော်ရဲ့ Culture Production နဲ့ Channel Lens Camera Lens Scrubby ပေးခွန်ရခြင်းပြတတ်နာဗီဒီယိုတွေအားလုံးကြည့်ရှုနားဆင်ရဖြစ်ပါတယ်။ကျွန်တော်မျိုးတွေအားလုံးပဲနောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်။